ကျွန်တော်ဒီနေ့ပွဲရဲ့ပွဲပြီးသုံးသက်ချက်ကိုမပြောခင်မှာကျွန်တော်စကားတခွန်းအရင်ပြောခြင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်နေကြလူတွေကျွန်တော်ရေးတဲ့စာတွေကိုဖတ်နေကြလူတွေဆိုရင်ကျွန်တော်ဒီ Michael Arteta ရဲ့ပရိသတ် Michael Arteta fan မဟုတ်ဘူးဆိုတာအားလုံးသိတယ်ကျွန်တော် Michael Arteta ကိုဝေဖန်လွန်းလို့ကျွန်တော်အပြစ်တင်လွန်းလို့ပေါ့နော်ကျွန်တော်ကိုမင်းအရန်တက်နေလို့ရှိရင်မင်းကိုယ်တိုင်နီးပြောက်သွားလို့ပါလားဆိုတဲ့ comment တွေကိုကျွန်တော်အခောက်ပေါင်းများစွာအကြိမ်ပေါင်းများစွာကျွန်တော်လက်ခံခဲ့ရတယ် ကျွန်တော်ဒီမီခဲအာတီတာရဲ့ပြိတ္တမဟုတ်ဘူးကျွန်တော်အာဆင်နယ်ပြိတ္တဖြစ်တယ်ဒါပေမဲ့ကျွန်တော်စကားတခွန်းတော့ပြောမယ်စိတ်နှက်ကအယောင်ချောင်းပားပြောင်နေတဲ့လူတွေနဲ့မီခဲအာတီတာကိုတော့လာမနိုင်နဲ့အရေးချင်းကအကွာကြီးပဲကျွန်တော်အဲ့ဒါကိုအရင်ဆုံးပြောခြင်းနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကဒီတပတ် Champions League ပွဲစဉ်၅အဖြစ်အင်ကွင်း Arsenal Stadium မှာအာဆင်နယ်အသင်းရဲ့ရန်သူဟောင်းကြီးလေးဖြစ်တဲ့ ဂျာမန်ဘလူးကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ဘိုင်ယန်မြူနစ်အသင်းကိုအင်ကွင်းအာဆင်နယ်စတေဒီယမ်မှာအခန့်ရှင်ပြိုင်ကစားပြီးတော့အာဆင်နယ်အသင်းကအင်ကွင်းမှာ3-1ဆိုတဲ့ဂိုးပြဲရလနဲ့အာဆင်နယ်အသင်းကအနိုင်ယူပြီးတော့အာဆင်နယ်ဖန်မဟုတ်ဘဲနဲ့အာဆင်နယ်အသင်းကိုထရိုးဖို့ထိုင်ဆောင်နေတဲ့လူတွေအားလုံးကိုပါဇက်ပိတ်စီခဲ့ပြီပဲဖြစ်တယ်အာဆင်နယ်အသင်းကဒီယာဒီမှာချန်ပီယံလိ9ပွဲကစားပြီးသွားပြီ9ပွဲကစား9ပွဲနိုင် ရှုံးပွဲလည်းမရှိသလိုတရေပွဲလည်းမရှိဘူး၁၄ကိုသွင်းထားတယ်ဒီကနေ့ပွဲမှာတကူပြန်ပေးရတယ်ဂိုးကွာချားချက်အပေါင်း၁၃ရမှတ်၁၅မှတ်နဲ့အာဆင်နယ်အသင်းက Champions League မှာလည်းအမှတ်ပေးစရာအဆင့်၁နေရာမှာ Premier League လိုပဲ ဥဆောင်နေတာပဲဖြစ်ပါတယ်ကျွန်တော်ကအခုနကန်သွားတဲ့ Arsenal 3 Bayern Munich 1အိပ်ပွဲစဉ်အကြောင်းအရာလေးကိုပြန်လည်တင်ဆက်ပြီးသွားမှာဖြစ်ပါတယ် Arsenal အသင်းကဒီကနေ့ပွဲစဉ်မှာလည်း4-2-3-1ဆိုတဲ့ပုံစံမျိုးနဲ့ပဲဆက်လက်ပွဲထွက်လာတယ်ဒါပေမဲ့လူစင်းမှာတော့အပြောင်းအလဲတွေလုပ်ထားတယ်ဂူသမားနေရာမှာ David Raya ဆက်လက်ပွဲထွက်လာတယ်နောက်တန်းလေးယောက်နေရာမှာ Beethoven ခန့်စစ်မှာ Luis Kelly ကိုထည့်ထားတယ်ပြီးသွားလို့ရှိရင် Center back နေရာနေရာမှာဒီဆာလီဘာနဲ့တွေ့တဲ့နေရာမှာဟင်ကပီအစာမော်စကွဲရာကိုထည့်တယ်ညာတောင်ပိုင်းခန်းစစ်မှာကတော့ဂျူရီယန်တင်းပါ ကွင်းလင် double pivot မှာ Zubi Mandi နဲ့ Declan Rice သူ့ရဲ့အရှိနံပါတ်10 row နေရာမှာ Azee ဘဲတောင်ပံတိုက်စစ်မှာ Leandro Trossard ညာတောင်ပံတိုက်စစ်မှာ Bukayo Saka နဲ့အထောင်တိုက်စစ်မှာ Michael Merino တို့ကိုပွဲထုတ်လာခဲ့တဲ့ Bayern Munich အသင်းကလည်းတကယ်ကိုမှသူတို့အတင်းရဲ့တောင့်တင်းတဲ့လူစည်ရင်နဲ့အာဆင်နယ်အတင်းကိုသူတို့ကအဝေးကွင်းမှာလာပြီးကစားတယ်။သူတို့ကအာဆင်နယ်အတင်းကိုပထမပိုင်းမှာအာဆင်နယ်အတင်းကိုသူတို့ဘောလုံးကြီးကင်ထားပြီးတော့သူတို့ကစားတယ်လို့ ဒီတိုင်းပဲကြည်ရင်တော့မြင်ရမယ်မှန်တယ်ပထမပိုင်းမှာသူတို့အသင်းရဲ့ဘောလုံးပိုင်ဆိုင်မှုကအာဆင်နယ်အသင်းထက်များတယ်အဝေးဘက်မှာလာကစားပေးမယ်သူတို့ပိုင်ဘောလုံးပိုင်ဆိုင်မှုကတော်တော်များတယ်ဒါပေမဲ့သူတို့ဒီဘောလုံးကင်ထားတာသာရှိပြီးတော့အာဆင်နယ်အသင်းကိုသူတို့တွင်းသွားတဲ့ဂိုးဒီဂိုးပေါက်ကန်သွင်းမှု chance တစ်ချိန်ကလွဲလို့တခြားအာဆင်နယ်အသင်းကို big chance ဘာမှမရခဲ့ဘူးအာဆင်နယ်အသင်းကသူတို့ကိုဘိုင်နုနဲ့တင်ကိုဘောလုံးပိတ်ကင်ထားတယ်အာဆင်နယ်အသင်းကသူတို့ရဲ့ဒီ ခန်းစစ် line တွေဒီခန်းစစ်ကွင်းလေတိုက်စစ်အကုန်လုံးပေါ့နော်442ပုံစံမျိုးနဲ့ off the ball movement တွေမှာဆိုလို့ရှိရင်442ပုံစံမျိုးနဲ့ block တွေလှုပ်ထားပြီးတော့ Bayern Munich အသင်းကိုပိတ်ထားတယ် Bayern Munich အသင်းဒီ Arsenal အသင်းရဲ့အဲ့ဒီ block ကိုဘလို့မှကြော်ဖြတ်လို့မရဘူးပုံဝင်လင်းပြောလို့ရှိရင် DRD တိုက်စစ်အကောင်ဆုံးအသင်းနဲ့ DRD ခန်းစစ်အကောင်ဆုံးအသင်းနှစ်သင်းတွေ့တာပြီးတော့အသင်းကြီးနှစ်သင်းထိပ်တိုက်တွေ့တဲ့ပွဲဖြစ်တဲ့အတွက်နှစ်သင်းစလုံးက တသိန်းနဲ့တသိန်းစမ်းနေတဲ့လက်လွတ်စပယ်ဒီတိုက်စစ်စင်မှုတွေကိုပြုတ်လောက်သွားဘူးတသိန်းစလုံးကတသိန်းနဲ့တသိန်းတတိကြီးကြီးထားပြီးကစားနေတာကိုတွေ့ရတယ်ပထမတစ်ပိုင်းလုံးမှာအဲတဲ့အသင်းကဘောလုံးပိုင်ဆိုင်မှုအသာစည်းရတယ်ဘောလုံးပိုင်ဆိုင်မှုရထားပေမဲ့အာဆင်နယ်အသင်းကိုသူတို့ဘလို့မှကြော်ဖြတ်လို့မရအောင်ခက်ခဲနေတယ်။အာဆင်နယ်အသင်းအနေနဲ့ခံစစ်အကောင်းဆုံးအသင်းလည်းဖြစ်တယ်လို့ set piece ကနေပြီးတော့အခွင့်အရေးရယူတဲ့အကောင်းဆုံးအသင်းဖြစ်တာနဲ့အညီအာဆင်နယ်အသင်းကပွဲကစားချိန် 22မိနစ်မှာ chance ရတယ်အဲ့ဒီဒေါင်ကန်မဟုတ်အာဆင်နယ်အသင်းဂိုးသွားတယ်ကျွန်တော်ဂိုးအကြောင်းလေးကိုပြီးမှပြောမယ်အဲ့ဒီနောက်ပိုင်းမှာ Bayern Munich အသင်းအနေနဲ့အာဆင်နယ်အသင်းကိုသူတို့ဒီမြေပြင် pass တွေနဲ့ပေါ့နော်အာဆင်နယ်အသင်းကိုသူတို့ဘလို့မှကြော်ဖြတ်လို့မရဘူးဆိုတာသိသွားတဲ့အချိန်မှာသူတို့ဘာလုပ်လဲဆိုတော့ဒီနောက်တန်းနေပြီးတော့ဒီရှေ့တန်းကို direct လောင်းဘောတွေနဲ့အာဆင်နယ်အသင်းကိုကစားရတယ်။အဲ့ဒီကနေမှတစ်ဆင့်သူတို့ပြန်ရသွားတဲ့ဂိုးကလည်းတော်တော်လေးကိုမှအဆင်တန်းမြင့်တယ်လို့ပြောရမယ်။ဒီကင်မစ်ကနေပြီးမှဂနာဘရီဂနာဘရီကနေပြီးတော့မှဒီ area တွေပြန်ချပစ်လိုက်တဲ့ဟာကိုအသက်18နှစ်အရွယ်ဒီလူငယ်ကစားသမားလေးပိတ်သွင်းသွားတယ်။အဲ့ဒီဟာပဲအဲ့ဒီအချိန်တစ်ခုလေးပဲဘိုင်ယန်မြူနစ်အသင်းဒီအာဆင်နယ်အသင်းကိုချိန်ချောက်လိုက်နိုင်တယ်။ကျန်တဲ့ပထမပိုင်းပွဲကစားချိန်အားလုံးမှာသူတို့ဒီအာဆင်နယ်အသင်းထက်ဘောလုံးပိုင်ဆိုင်မှုရတာမှန်တယ်။သို့တော်အာဆင်နယ်အသင်းကိုသူတို့ ထူးထူးခြားခြားထိထိရရောက်တိမ်းချောက်နိုင်တာမျိုးမရှိဘူးဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင်အာဆင်နယ်တင်းကကစားပုံအရသာမရီနိုကအထောင်တိုက်စစ်မှာ off the ball movement မျိုးနဲ့တိုက်စစ်ပြန်ဆမဲ့အခါမျိုးမှာဆိုလို့ရှိရင် Michael Merino ဒီတိုက်စစ်မှုနေရာနေပြီးတော့မှ Quinn Leo ဆင်းတဲ့ Zubimendi မယ်ရီနိုဒါမှမဟုတ်ဒက်ကလန်ရိုက်စ်မယ်ရီနိုအဲ့လိုမျိုးအတွဲနဲ့ဇူဘီမန်နီဖြစ်ဖြစ်ရိုက်စ်ဖြစ်ဖြစ်ကနောက်တန်းနဲ့သွားပေါင်းတယ်ပြီးသွားလို့ရှိရင်အဲ့ဒီမှာမယ်ရီနိုနဲ့နောက်ထပ်ဇူဘီတို့မဟုတ်ဒီဒက်ကလန်ရိုက်စ်တို့ဟာတွဲပြီးတော့အာဆင်နယ်အသင်းရဲ့တိုက်စစ်ကိုပြန်ပုံဖော်တယ်အဲ့ဒီအချိန်မှာအီဘရီတီအဇီးက တိုက်စစ်မှုနေရာကိုဝင်ပြီးကစားသွားတာကိုကျွန်တော်တွေ့ရတယ်ဒီကနေ့ပွဲစဉ်မှာလည်းအစည်းအနေနဲ့ပြီးခဲ့တဲ့ဒီတော်တန်ဟော့စပါအသင်းနဲ့ပွဲစဉ်ကားလိုပဲသူ့အနေနဲ့ခြေစွမ်းပြကစားသွားခဲ့တယ်ဒီပွဲကစားချိန်ဒီကျွန်တော်မိနစ်တော့အထူးခြားမှမမီတော့ဘူးအာဆင်နယ်အသင်းဒီ goal ရသွားပြီးပြီးတော့ဘယ်တော့မှမကြောက်ဘူးဒီပထမဆုံး goal ရသွားပြီးဘယ်တော့မှမကြောက်ဘူးသူ့အနေနဲ့ဒီ one touch တွေနဲ့ပေါ့နော်မီခဲမရီနူရဲ့သူရဲ့ one touch တွေနဲ့ ကံမှုလုပ်ပေမဲ့သူ့အနေနဲ့စိုးမိချက်မပြတ်သားလိုက်တဲ့အတွက်သာသူကိုမရခဲ့တာဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ကွင်းလေသည်ပထမပိုင်းမှာဒုတိယပိုင်းမှာဘိုင်ယန်မြူးနစ်အသင်းကိုအကောင်းဆုံးရှင်ပြီးကစားနိုင်တယ်ဒုတိယပိုင်းအရောက်မှာတော့အာဆင်နယ်အသင်းကတပိုင်းလုံးကိုဘောလုံးက6ရောက်ထဲမှာထားရတယ်ဒီလိုမျိုးကစားရတယ်ဆိုတာဘိုင်ယန်မြူးနစ်အသင်းကိုပြန်ပြီးတော့တင်ပြပေးတဲ့ပုံစံမျိုးနဲ့ကိုကစားသွားတာဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ဒီဟာဒီမှာ 18ပွဲကစားတဲ့16ပွဲအနိုင်ရရှိထားတဲ့အသင်းတပွဲတည်ကြတဲ့အဲ့ဒီအသင်းကနောက်ဆုံးအာဆင်နယ်အသင်းနဲ့အတွေ့မှာတော့သူတို့အရှုံးပေးလိုက်ရပြီးအာဆင်နယ်အသင်းကဒုတိယပိုင်းမှာဆိုလို့ရှိရင် aggressive high pressing မျိုးနဲ့ကစားသွားတယ်ဒီကနေ့ပွဲစဲမှာအာဆင်နယ်အသင်းရဲ့ခြေစွမ်းနီးဗျူဟာစိတ်သက်ပိုင်းကဘိုင်ယန်မြူးနစ်အသင်းထက်များစွာတာခဲ့တယ် အထူးသဖြင့်ဒုတိယပိုင်းမှာအာဆင်နယ်အသင်းကစားသွားတဲ့ပုံစံသည်ဒီကနေ့ပွဲစဉ်ကိုငါတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားသွားခဲ့တယ်အာဆင်နယ်အသင်းခြေတော်ထဲမှာဘောလုံးထားတယ်တိုက်စစ်ဆင်မှုအတွက်တရရင်တရချင်းတရချင်းတရချင်းလှုပ်လာတယ်အဲ့ဒီအချိန်မှာဘိုင်ယန်မြူနစ်အသင်းအနေနဲ့အာဆင်နယ်အသင်းရဲ့လောင်းဘောတွေ ground pass တွေကိုဘလို့မှမရှင်းနိုင်တော့ဘဲနဲ့သူ့အနေနဲ့အာဆင်နယ်အသင်းကိုဂိုးတွေခွင့်ပြုလာရတယ်ဂိုးတွေခွင့်ပြုလိုက်ရတယ်ဆိုတဲ့အကြောင်းရင်းမှာဘာကြောင့်အရန်ခုန်တန်းဟာအရေးကြီးတယ်လဲဆိုတာ ဒါသည်အဖြေပဲဖြစ်တယ်ပြီးခဲ့တဲ့300ရာသီဆက်ကျွန်တော်တို့ title contender ဖြစ်ခဲ့တယ်ကျွန်တော်တို့အသင်းဒီ first line up 17ယောက်ကလွဲပြီးတော့ကြံတဲ့ကစားသမားတွေကိုထည့်လိုက်တာနဲ့ပွဲထွက်ကစားသမား17ယောက်နဲ့အရန်ခုံတန်းကစားသမားတွေရဲ့အခြေချင်းကွာခြားမှုတွေနဲ့ကျွန်တော်တို့အသင်းဟာဘာမှဆက်မဖြစ်လောက် title contender ကျွန်တော်တို့300ရာဖြစ်တယ်တက်နေရာတွေမှာနေနေနဲ့ကြာလာရင်ကျွန်တော်တို့ဟာပွဲချက်ကာလာတွေရောက်တဲ့အခါဒဏ်ရာတွေနဲ့ကြုံရတဲ့အခါမျိုးမှာဆိုရင်ပြန်ဆင်းပြေးလိုက်ရတယ်ဒါပေမဲ့ဒီကနေ့ ဒီရာဒီမှာတော့အာဆင်နယ်အသင်းရဲ့အရန်ခုံတန်းကိုလည်းကြည်လိုက်ဒါတော့အာဆင်နယ်အသင်းမှာတော့ဂါဘရီယယ်ဂျေဇူးခိုင်ဟာဗက်ဖစ်တာယူကရက်လိုမျိုးအဓိကတိုက်စစ်ကစားသမား၃ယောက်လုံးဒဏ်ရာကြောင့်မပါဝင်နိုင်တယ်လို့အိုဒီဂက်ဆိုလို့ရှိရင်လည်းအခုဒီပွဲမှာပြန်ပြီးတော့ line up ပြန်ပါလာတာဖြစ်တယ်။မာတီနယ်လီဆိုလို့ရှိရင်လည်း line up ပြန်ပြီးတော့ဒီအရန်ခုံမှာပြန်ပါလာတာမကြသေးဘူး။အိုဒီဂက်ဆိုလည်းအခုမှပြန်ပြီးတော့အရန်ခုံမှာပါလာတာ အာဒေတာအနေနဲ့ပွဲကစားချိန်မိနစ်60ကျော်မှာ68မိနစ်လောက်မှာဖြစ်လိမ့်မယ်သူ့အနေနဲ့ဒီကနေ့ပွဲစဉ်မှာခြေစွမ်းလုံးဝမပြနိုင်တဲ့ scaly scaly ကိုအာဒေတာအနေနဲ့ဒီကနေ့ပွဲစဉ်မှာ color fury tap ကြော်ပြီးတော့ line up မှာထည့်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့ဒီ Bayern Munich အသင်းရဲ့ကွင်းလေကိုပို့ပြီးတော့သူစိုးမိုးခြင်းနဲ့စိုးမိုးခြင်းနဲ့အတွက် inverted fullback အနေနဲ့တက်ကစားခိုင်းမှုအတွက်သူ scaly ကိုထည့်တယ်ဒါပေမဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘူးပြီးသွားလို့ရှိရင်ဒီ last pack မှာ scaly နေနဲ့ဒီ olysee ကိုဘလို့မှမထိန်နိုင်ပဲနဲ့တောက်လျှောက်လွတ်ပေးနေရတဲ့အတွက်ကြောင့်မလို့ပြီးတော့ဟိုအသက်18နှစ်သားလေးလည်းပါတယ် policy နဲ့အဲ့အသက်18နှစ်သားလေးနဲ့တို့ဒီ possession switch လုပ်ပြီးခါနာကစားရတယ်တို့ဘလို့မှမထိန်တို့နှစ်ယောက်ကိုဘလို့မှမထိန်နိုင်တဲ့အခါမှာစိုးစောစီးစီးပဲ arteta အနေနဲ့ပွဲထဲမှာမမျောနေဘူးအဲ့ဒါကိုတော့ကျွန်တော်အရင်သဘောကျတယ်ပြီးခဲ့တဲ့ရာသီအထိသူဒီပွဲထဲမှာမျောနေတယ်အော်သူထက်တာတဲ့ကစားသမားတွေများတခုလှုပ်လာနိုင်မလားမျောနေရင်းနဲ့ သူရလက်တီဆိုးရတဲ့ဒီယာဒီမှာတော့သူအဲ့လိုမဟုတ်တော့ဘူးမမျောတော့ဘဲနဲ့သူအနေနဲ့လူသားလေးမှုကိုမင်းမြန်ဆန်ဆန်လှုပ်တယ်လှုပ်လိုက်တဲ့သူအဲ့ဒီအချိန်မှာဘူခါယိုဆာကာကိုထုတ်တယ်ပြီးသွားလို့ရှိရင်စကယ်လီကိုထုတ်တယ်သူတို့တစ်ယောက်ကိုထုတ်ပြီးတော့သူတို့နှစ်ယောက်နေရာမှာကာလာဖီယိုရီနဲ့မာရီနယ်လီကိုထည့်တယ်ထည့်လိုက်တဲ့အခါမှာသူတို့နှစ်ယောက်စလုံးသည်လူသားလဲပြီးတော့7မိနစ်ကြော်ကြော်ဝင်းချင်ပါတယ်အာဆင်နဲ့အသင်းတော်အနိုင်ရစေမဲ့တွင်းကို2ဂိုးကိုရရှိရမှာ အဓိကနေရာကနေသူတို့နှစ်ယောက်ကပါဝင်ခဲ့တယ်။ကာလာဖီယိုရီဒီဒီယာဒီမာစကယ်လီယိုကြော်ပြီးဘာကြောင့်နေရာရနေတယ်လဲဆိုတာဒီပွဲကတက်သေးပဲဒီပွဲမှာမဟုတ်သူ့အနေနဲ့ထောက်လျှောက်ကိုတက်သေးပြနေတာဒီကနေ့ပွဲမှာဆိုလို့ရှိရင်သူဝင်လာပြီးတဲ့အချိန်အစလို့အိုလီစီရောဟိုအသက်18နှစ်သားလေးရောလုံးဝကိုရှက်ဒေါင်းပါလို့ပါမှန်းတော့မတီးရတော့တဲ့အနေအထားတစ်ခုမှဖြစ်သွားတယ်အာဆင်နယ်အသင်းရဲ့ ဒီရဒီနောက်တန်းမှာမော်စကွဲရာကဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့ပါလာတယ်ကျွန်တော်ကဟင်ကာပီကိုပဲထည့်မယ်ထင်ပေမဲ့ဒီကနေ့ပွဲစဉ်မှာတော့အာဒီတာကညာခြေတန်စန်တာဘက်နှစ်ယောက်ကိုထားတယ်ညာခြေတန်စန်တာဘက်နှစ်ယောက်ကိုထားတဲ့နေရာမှာတော့အနေငယ်လေးအသင်းလိုက်ဘယ်လန့်စ်ကအနေငယ်လေးပြတ်သွားနိုင်တယ်ဆိုပေမဲ့အာဒီတာအနေနဲ့ဒီလိုအသင်းလိုက်ဘယ်လန့်စ်ပြတ်သွားနိုင်တဲ့ဟာကိုသူ့အနေနဲ့အသင်းရဲ့ကစားသမားတွေရဲ့ individual skill တွေနဲ့ပေါ့နော်သူ့အနေနဲ့အကောင်းဆုံးပြန်လဲဖာထိနိုင်ခဲ့တယ်မော်စကွဲရာဆာလီဘာ တို့နှစ်ယောက်စလုံးဒီ Harry Kane ပြီးသွားလို့ရှိရင်ဒီတခြားတိုက်စစ်ကစားသမားတွေဘောတို့အကောင်းဆုံး shut down လုပ်နိုင်ခဲ့တယ်တို့ပြန်ပေးလိုက်ရတဲ့ဂိုးကတော့ဒါဝင်လင်ပြောလို့ရှိရင် Bayern Munich အတင်းဘက်ကလည်းတော်တော်ကိုမပေါ်တော့ဒီ skill မြင့်ကစားသမား၃ယောက်ရဲ့ပေါင်းဆက်မှုကနေရရှိသွားတာလို့ပြောလို့ရပါတယ်ဒီကနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းဒီတပွဲလုံးအတိုင်းအတာအရကြည့်မယ်ဆိုရင်ပထမပိုင်းမှာတော့ဘိုင်ယန်မြူးနစ်အသင်းကိုဘောလုံးပေးကင်ထားတယ်။သို့ပေမဲ့ဘိုင်ယန်မြူးနစ်အသင်းဘာမှလုပ်လို့မရဘူး။ဒုတိယပိုင်းမှာအာဆင်နယ်အသင်းဘောလုံး သူကင်လိုက်တယ်သူကင်ပြီးတဲ့အချိန်မှာဘောလုံးခြေတော်ထဲမှာရှိရင်ဒီလိုကစားရတယ်ဆိုတာကိုအာဆင်နယ်အသင်းပရိသတ်ကလွဲပြီးကျန်တဲ့အသင်းပရိသတ်တွေဘောမဖို့စောင့်နေတဲ့ဘန်မြူးနဲ့အသင်းကိုဒီလိုကစားရတယ်ဆိုတာကိုပြသသွားခဲ့တာဖြစ်တယ်ဒက်ကလန်ရိုက်သူ့ကိုကျွန်တော်ကက်တင်လက်ပတ်နဲ့မြင်ရတာဒီဟာကျွန်တော်အယမ်းကိုပျော်တယ်သူ့ကိုကျွန်တော်အဲ့လိုကက်တင်လက်ပတ်နဲ့မြင်ချင်နေတာသူ့သူ့ကက်တင်လက်ပတ်ပတ်ပြီးတော့ဘလောက်မှမကြောက်သူ့အနေနဲ့အာဆင်နယ်အသင်း ဒုတိယမြောက်ကိုရမယ်ဥဆောင်ကိုပေါ့နော်ဥဆောင်ကိုပြန်ရမယ်ကိုကိုသူ့အနေနဲ့အကောင်းဆုံးပါဝင်ပတ်သက်ခဲ့တာကိုတွေ့ရတယ်လို့ Declan Rice အနေနဲ့တပွဲလုံးအတိုင်းအတာအရာတော်တော်ကောင်းကောင်းမွန်မွန်ကစားသွားပြီးတော့ Bayern Munich အသင်းရဲ့ကွင်းလေကို Dominic လုတ်သွားတာကိုကျွန်တော်တွေ့ခဲ့ရတယ်။ပွဲပြီးဆုံးချိန်မှာတော့ Arsenal အသင်းက3-1ဆိုတဲ့ဂိုးပြတ်ရလတ်နဲ့ Arsenal ပြိတက်တရလွဲပြီးတော့ကျန်တဲ့ပြိတက်တွေဘောမနေတဲ့ Bayern Munich အသင်းကိုဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ โอเคဒါဆိုလို့ရှိရင်ဒီကနေ့အာဆင်နယ်အသင်းရသွားတဲ့ဂိုးတွေအကြောင်းတစ်ချက်လောက်တွားကြည့်အောင်ပထမဆုံးကတော့ပွဲကစားချိန်မိနစ်20ကျော်မှရရှိခဲ့တာအဲ့ဒီဂိုးကတော့အာဆင်နယ်အသင်းရဲ့ထုံးစံအတိုင်းပဲ set piece အကောင်းဆုံးအသင်းဆိုတဲ့အတိုင်းစာကာကန်တင်ပြီးတဲ့ထောင်းကန်မဟုတ်ဂျူရင်တင်ပါခေါင်းတိုက်ပြီးတော့ပိတ်သွားခဲ့တယ်အဲ့နောက်ပိုင်းမှာအဲ့နောက်ပိုင်းလားဒုတိယပိုင်းမှာလားမသိဘူးမော်စကွဲရာအာ free kick ကနေမှတဆင့်ပေါ့နော် declan rice ကနေပြီးတဲ့ free kick ကနေမှတဆင့် mosquera ဟုတ်တယ်ခေါင်းတိုက်တာ noah ကောင်းသွားလို့သာ ာဆင်နယ်သင်းဂိုးထပ်မရခဲ့တာဖြစ်တယ်ဒုတိယမြောက်အာဆင်နယ်သင်းရခဲ့တဲ့ဂိုးကတော့ကာလာဖီယိုရီနဲ့မာတီနယ်လီကိုလူစားလဲပြီးမကြခင်မှာရတာသူတို့နှစ်ယောက်ဝင်လာတယ်တစ်ဖက်သင်ကပြန်ပေးလိုက်တဲ့ဘောလုံးကဒက်ကလန်ရိုက်စီရောက်တဲ့ဒက်ကလန်ရိုက်ဆွဲတက်လာတယ်တက်လာပြီးတော့အဇီးကိုပေးတယ်အဇီးကနေမှတဆင့်ဘေဘဲတောင်မန်တိုက်စစ်ကဘဲတောင်မန်ခန်းစစ်ကနေအိုဗာလက်ပြေးတက်သွားတယ်ဒီကာလာဖီယိုရီပြေးတယ်ကာလာဖီယိုရီကနေပြီးတော့မှအေရီယာတွေကိုဖျက်ပို့ပေးလိုက်တဲ့ဟာကို သခင်နိုနီမဒူဝေကီကအမှားရင်းမရှိပိတ်သွင်းပြီးတော့အာဆင်နယ်အသင်းတော်ကဦးဆောင်ဂိုးကိုပြန်လည်ရယူပေးခဲ့တယ်တတိယမြောက်ဂိုးကိုတော့အဲ့ဒီဂိုးမှာမာတီနယ်လီကိုတော့တော်တော်ချီးကျူးရမယ်အဲ့ဒီဂိုးရဲ့မြဖြားခံရအစကိုပြန်ကြည့်လိုက်မာတီနယ်လီကစတာတစ်ဖက်အသင်းကတိုက်စစ်ဆင်နေတဲ့ box ထဲမှာအာဆင်နယ်အသင်းကဘောလုံးရအောင်ပြန်ယူတယ်အဲ့ဒီဘောလုံးယူလာသည်လဲမာတီနယ်လီပဲမာတီနယ်လီကနေမှတဆင့်အဲ့ဒီဘောလုံးဟာအာဆင်နယ်အသင်းခြေတော်ထဲရောက်တာအစည်း ပြီးခဲ့တဲ့ Manchester City နဲ့ပွဲစဉ်မှာလည်းအဲ့လိုပဲသူ့ရဲ့အကွက်မြင်လာတဲ့ဖန်တီးပေးမှုဒီကနေ့ပွဲစဉ်မှာလည်းအဲ့ဒီအတိုင်းပဲသူ Arsenal အသင်းရဲ့ဒီ Martinelli ပေါ့နော်ပြတ်တက်သွားတဲ့အခါမှာ Martinelli ရဲ့ pace ကိုသူယုံတယ် long ball ကန်တင်ပေးလိုက်တယ်တင်ပေးလိုက်တဲ့ဟာကို Martinelli ပြေးထွက်သွားတယ်တောက်လျှောက်တမ်းပြန်တိုက်စစ်စားဖို့သူလုံနေရင်းနဲ့တစ်ဖက်အသင်းကကမ္ဘာအကောင်ဆုံး sweeper keeper လို့သတ်မှတ်ထားတဲ့ Manuel Neuer သူဒီကနေ့ပွဲစဉ်မှာတက်လာတယ်တက်လာတဲ့ဟာကို ကိုနေရာမှာကိုနေဆိုပြီးတော့ကျွန်တော်တို့ရဲ့ Gabriel Martinelli ကသူ့ကိုပါကြော်ပြီးတော့ဂိုးသမားမရှိတဲ့ဂိုးပေါက်ထဲကိုကွင်းလေလောက်มาတယ်သူ့ကိုကြော်ပြီးတော့ဂိုးသွင်းယူသွားခဲ့ပြီးတော့ပွဲပြီးဆုံးချိန်မှာတော့ Arsenal တင်းက3-1ဆိုတဲ့ဂိုးပြတ်ရလဲနဲ့ဒီပွဲစဉ်မှာအနိုင်ရရှိသွားခဲ့တာဖြစ်တယ်ဒီကနေ့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုတော့ Declan Rice ကရရှိသွားခဲ့တယ်တကယ်ပြုလုပ်မှုတရားရဂိုင်းတော့အောင်မြင်တယ် ပေးပို့မှု49ကြိမ်ပြုလုပ်ခဲ့တယ်ဘောလုံးပြန်ဆက်ယူတာ9ကြိမ်ပြုလုပ်နိုင်ခဲ့တယ်အခွင့်အရေးဖန်တီးမှု3ကြိမ်ရှင်းထုတ်မှု2ကြိမ်ဂျာဖြတ်လူယူမှု2ကြိမ် big chance ဖန်တီးမှု2ကြိမ်နဲ့ကန်ချက်2ကြိမ်ပြုလုပ်ခဲ့တယ် Declan Rice ကတော့အဆုံးနှစ်ခုပါတဲ့ကစားသမားလိုပဲတကယ်ကိုမှအာဆင်နယ်အသင်းရဲ့ကွင်းလယ်မှာမမောနိုင်မပန်းနိုင်အာဆင်နယ်တဲ့ကွင်းလယ်မှာမဟုတ်ဘူးတကွင်းလုံးမှာ Declan Rice ရဲ့ ခြေရာတွေကြီးပဲလို့ပြောလို့ရတယ်တခုပဲဘာဖြစ်သွားလဲဆိုတော့ trusset ဒဏ်ရာရသွားတယ် trusset ဒဏ်ရာရသွားလို့ပထမပိုင်းမှာကတဲ့က trusset နေရာမှာ madwicky ဝင်လာတယ် madwicky ပြန်လာတော့ trusset ဒဏ်ရာရပြန်ပြီအမြဲတမ်းအလဲလဲလုံးနေတယ်လို့ပါပဲ trusset ရဲ့ဒဏ်ရာမပြင်းထန်မှုတော့ကတော့မျောလင်းပါတယ်နောက်ထပ်ကျွန်တော်ချီးကျူးခြင်းတဲ့တယောက်ကကျွန်တော်အခုနောက်တော့အစမှာပြောခဲ့သလိုပဲ michael arteta တိတ်ချက် ပွဲထဲမှာမျောမနေတော့ဘူးနှစ်အချက် plan B plan C ထားနိုင်လာတယ်ဒါကလည်းအတင်းရဲ့ squat in အားတောင်းတမှုကြောင့်အဲ့ဒီ squat in အားတောင်းတမှုမှာကျွန်တော်တို့ဒီ Andrea Barter ကိုအတိအမှတ်ပြုရမယ်သူဒီ Arteta အနေနဲ့ပြီးခဲ့တဲ့ပြီးခဲ့တဲ့ယာတီတွေကသူရခဲ့တဲ့အတွေ့အကြုံတွေကိုအကောင်းဆုံးအသုံးချနေတာလို့ကျွန်တော်ကတော့ယုံကြည်ရယ်ကျွန်တော်တို့အာဆင်နယ်အသင်းဒီပြီးခဲ့တဲ့ Torin Hotspur နဲ့ဖွဲချက်ကိုကျွန်တော်တို့ကြော်ဖြတ်ခဲ့ပြီးပြီးကိုပြတ်နိုင်တဲ့ဒီလိုမျိုးဘန်မြူးနစ်အသင်းနဲ့ထပ်တွေ့တဲ့ ိုးပြတ်ထန်နိုင်တယ်နောက်ထပ်လာမဲ့တနင်္ဂနွေနေ့မှာကံမဲ့ပွဲစဉ်ကိုသာကျွန်တော်တို့နိုင်လိုက်ပြီဆိုရင်ကျွန်တော်တို့အာဆင်နယ်အသင်းဒီဒီယာဒီမှာစူဖလားရရှိဖို့အတွက်တော်တော်လေးကိုမှနှိမ့်ဆက်သွားပြီလို့ကျွန်တော်ကတော့ယုံကြည်တယ်ကျွန်တော်တို့အားလုံးဒီပွဲစဉ်အတွက်ပျော်ရွှင်မှုအတွက်အပြေအဝထိုက်တန်ကြအောင်ကျွန်တော်ပြောပါတယ်အပြေအဝပျော်ပါ negative comment တွေ negative စကားတွေ post တွေအားလုံးကိုဖောက်ဖလုတ်လိုက်ပါကျွန်တော်တို့အားလုံးပျော်ရွှင်မှုနဲ့အပြေအဝထိုက်တန်ပါတယ် ကြည့်နေတဲ့အာဆင်နယ်ဖန်ကြီးကိုမောင်မားတွေရောဗားရီမိမိသေးတာရှိသေးလဲအောက်ကကွန်မန့်မှာကျွန်တော်နဲ့ဝင်ရောက်ဆွေးနွေးပေးပို့တော့ဖိတ်ခေါ်ပါရစေဒါဆိုရင်ကျွန်တော်ရဲ့အစီအစဉ်တင်ဆက်နေမှုဒီနေရာမှာပဲရနာလိုက်ရပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အာဆင်နယ်ဖန်ကြီးကိုမောင်မားများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်